အားလုံးမင်္ဂလာပါဒီနေ့လေးတက်အကောင့်ထမ်းမှလောက်စာနေချုပ်စိန်နေပတ်တဲ့လုပ်ငန်းအတွေ့အကြုံကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်လောက်စာနေချုပ်စိန်နေပတ်တဲ့ရွက်ဝင်ငွေခွန်ဥပဒေတက်မှတ်ထားတာက အလုံးရှင်တဦးဒီဝင်ငွေနေ့ကုံဆောင်ပြီး၃လအတွင်းလောက်စာနေချုပ်စိန်ကိုစီမီများဖြင့်ပြထိုင်ထားတဲ့အတိုင်းနေ့စဉ်ပေးပို့ရမည်လောက်စာဝင်ငွေနေ့ချုပ်စိန်ကို ပေပိုတီအချိန်တွင်ဝင်ငွေခွန်စည်းချက်ထိုက်တော်ဝင်ငွေရရှိသူနှင့်ဝင်ငွေခွန်စည်းချက်ထိုက်တော်ဝင်ငွေမရရှိသူနှစ်ပိုင်းခွဲထားပါသည်ဝင်ငွေခွန်စည်းချက်ထိုက်တော်ဝင်ငွေရရှိသူအတွက်ပင်စရာမစ်စာရွက်စာတမ်းတွေကကုမ္ပဏီလက်ထက်ဟပြည့်အပေါ်စာပုံစံ156ကိုတက်ဆိုင်ရာမြို့နယ်အခွင့်ရုံးသို့ပေးပို့ထားမှာဖြစ်ပါသည်ဝင်ငွေခွန်စည်းချက်ထိုက်တော်ဝင်ငွေရရှိသူအတွက် အခွန်ပေးဆောင်ပြီးစီကြောင်းဝေးဖြစ်အထောက်ထားသည်ဝန်ဝေခွန်ငွေတွင်းချက်လန်နှင့်အခွန်ပေးဆောင်မှုမှတ်တမ်းဖြစ်ပါသည်အင်ချန်မီအစအုပ်မော်တော်ယာဉ်ဝယ်ယူခြင်းသို့မဟုတ်အစုရှယ်ထက်ဝင်သည့်အချိန်တွင်ငွေဖြူအထောက်အထားဖြင့်ငွေတွင်းချက်လန်နှင့်အခွန်ပေးဆောင်မှုမှတ်တမ်းကိုတင်ပြမည်ဖြစ်ပါသည်ဝန်ဝေခွန်စီကျဲထိုက်တဲ့ဝန်ဝေမရရှိသူအတွက်ပင်စီယမင်းစာရွက်စာတမ်းတွေက ပုံစံ129 ပုံစံဝ56ကကြီးပုံစံဝ930ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်ထောက်ယူခဲ့သည့်လဆန်ငွေစည်ရင်မှတ်တမ်းကိုသက်ဆိုင်ရာမြို့နယ်အခွန်ရုံးတို့တင်ပြမည်အခွန်ရုံးကမှတ်တမ်းမဲ့ယူလက်မရည်ထိုးပြီးပါကဝ930ကိုဝန်ငွေခွန်ကင်းလုခွင့်ရသည့်လဆာဝန်ငွေတက်တဲ့ခံအထောက်အထားဖြင့်ပြန်ပေးပါမည်ဒီတနေ့အတွင်းလဆဝင်ငွေ48သိန်းမကျော်ပေမဲ့လည ဝန်ဝေခွန်ကင်းလုခွင့်ရသည့်တက်တီခံအထောက်အထားကိုရှောက်ထားရန်အကြံပြုပါသည်။တုံးမတာအိမ်ချမ်းမီအဆောက်အဦမော်တော်ယဉ်ဝယ်ယူခြင်းတုံးမဟုတ်အဆုရှာထဲဝင်သည့်အချိန်တွင်ငွေဖြူအထောက်အထားတင်ပြနိုင်မည်။ဝန်ဝေခွန်စီကျက်ထိုက်သောဝန်ငွေရရှိသူစည်ရင်နှင့်ဝန်ဝေခွန်စီကျက်ထိုက်သောဝန်ငွေမရရှိသူစည်ရင်ပေါင်းလိုက်ရင် အရှုံးအမြတ်စည်ရင်ထက်ကလဆာစည်ရင်ကိုင်ရပါမည်။ ဒီနေ့ရဲ့မျှဝေမှုကဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်